ကင်းနေကြဆောင်တက် BGF ကရွှေကိုကိုမှာကြားဖြတ်နေနေလုံဆောင်နေပေမဲ့ Telegram group တွေမှာကြားဖြတ်အလုပ်ခေါ်စာတွေဇက်တိုက်ရှိနေပြီးဝင်းလင်ကိုင်းတွေမှာဆက်လက်လုပ်ကိုင်သူတိမ့်နေချီရှိနေပါတယ်။ဇွဲတဲ့သတင်းပေးပို့ထားပါတယ်ရှင်။ Time မြန်မာနယ်စပ်ရွှေကိုကိုမြို့သစ်စီမံကိန်းမှာလုပ်ကိုင်နေကြတဲ့တရုတ်ငွေလင်ကြားဖြတ်ခိုင်းတွေကိုထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေကစီမံချမ်းနဲ့နှိမ်နင်းတာတွေအတီးတီးလုပ်ဆောင်နေပါတယ်။ ခရီးနှကြားဆောင်တက် BGF ကချားဖြတ်နေနေစီမံချက်အနေနဲ့နိုင်ငံပေါင်း30ကျော်ကနေလူကုန်ကူးရောင်းစားခံရသူအယောက်9000ကျော်ကိုသူတို့ရဲ့နေရနိုင်ငံတွေစီကိုအတုပ်လိုက်ခွဲပြီးနေစဉ်ပို့ဆောင်နေပါတယ်။လက်ရှိအချိန်ထိ Telegram group တွေမှာချားဖြတ်အလုတ်ခေါ်စာတွေဇက်တိုက်ရှိနေပြီးလစာကောင်းကောင်းမလုံးပိတ်ကရွှေကုတ်ကိုအပါအဝင်ရွှေတွိကန်ဒေတာတွေမှာပါအလုတ်ခေါ်စာတွေဆက်ရှိနေပါတယ်။ ို့ Telegram group တွေပေါ့နော်ကြက်ပြန်ခေါ်ဒီလုပ်ငန်းတွေကတော့အခုထိုင်းကနေတဆင့်အရင်တော့မြန်မာပြည်ကိုဝင်နေအခုကတော့လာဘူးတမ်ဘူရာရှီဒရီကန်နေမျိုးပေါ့နော်ဒီဒီဘက်ကိုဒီဘက်မှာပြဿနာဖြစ်ရင်တို့ဟိုဘက်မှာအကုန်လုံးကတို့မှာနေရာတွေအကုန်လုံးကချပြီးသားဖြစ်ထားပြီးသားပေါ့နော်တို့မှာ branch တွေအများကြီးရှိတယ်ဆိုတော့ဒီမှာအချိန်နေမကောင်းရင်တို့နောက်နေရာရှိမယ်နောက်နေရာရှိမယ်တို့မှာရှိစရာနေရာတွေအများကြီးပေါ့လို့ဆိုတော့ငွေတွေတက်နိုင်တယ်ငွေတွေပေးနိုင်တယ်ပြီးတော့ နိုင်ငံရေးမကောင်းတဲ့နိုင်ငံထဲမှာသူတို့လှုပ်လှုပ်ပါတာရမ်းဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုလို့လက်နဲ့အာကိုနေအုပ်ချုပ်နေတဲ့ဒီစေအုပ်စုတွေဒီစစ်တပ်အောက်မှာလှုပ်လှုပ်နေတဲ့ဒီတိုင်းရင်းသားလက်နဲ့ကင်တချို့တွေကတော့ဒါကိုလက်ခံပြီးတော့မှတရားဝင်ပြေလောက်တာကြီးရှိနေတယ်ဆိုတော့လေကျွန်တော်တို့ကြားသိနေရတယ်စုံစမ်းသိရှိရတယ်ပေါ့နော် ထိုင်းမြန်မာနယ်စပ်တလျှောက်ကြားဖြတ်ငွေလင်ကိုင်းတွေဟာပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တရုတ်တရုတ်ဆောင်မင်းသားဝန်စင်းလူကုန်ကူးခံရတဲ့အမှုအပြီးမှာနိုင်ငံတကာရဲ့ဖိအားနဲ့ဒေသတွင်းနိုင်ငံတွေပူးပေါင်းနေနေမှုဖြစ်လာခဲ့တာပါနိုင်ငံအစုံကလူကုန်ကူးခံရသူတွေကိုအွန်လိုင်းငွေလင်ကိုင်းတွေက လူကုန်ကူးရောင်းစားတာအထမခိုင်းစီတာ ပြန်ပေးဆွဲတာညှင်းဆဲတက်ဖြတ်တာစတဲ့ရာဇဝဲမှုတွေရှိတယ်လို့ငွေလင်ကိုင်းတွေကလည်းလွတ်မြောက်လာသူတွေစီကနေသိရပါဗျာ လက်ရှိပေါ်တော့ BGF မှာရှိနေတဲ့ဒီကြက်ဖြန့်လိန်လေခံရတဲ့လူတွေဒီကြက်ဖြန့်လုံနေတဲ့လူတွေကအားလုံး3000နဲ့3000နဲ့3000ခွဲစီရင်ကိုတရုတ်ဆိုရကလည်းအတီးပြူထားတယ်လို့နောက်နိုင်ငံကသူတည်တနာလေအခမ်းအနားတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ချင်းအဖြစ်အခု BGF ပို့တာ9000 8000 မက်ဆီမမ်အလုံး2000လောက်ဆိုရင်တော့မှနောက်ထပ်3သိန်းလောက်ကကျန်နေသေးတယ်ဒီ3သိန်းကိုသူတို့တွေကအာနီးမျိုးမျိုးနဲ့သူတို့ထိန်းချောင်းပြီးတော့မှကာကွယ်ပေးတာတွေလို့ကျွန်တော်တို့ယူဆလို့ရပါတယ်ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်ခိုင်းတွေထဲမှာအထမခိုင်းစစ်ခံရတဲ့နိုင်ငံပေါင်း30နီးပါးကလူပေါင်း9000ကျော်လွတ်မြောက်ခဲ့ပါတယ်မြန်မာနိုင်ငံတွေက ကြားဖြတ်ငွေလိမ်ခိုင်းတွေမှာ နိုင်ငံအစုံကအထမခိုင်းစစ်ခံရသူ တသိန်း2000ကျော်ရှိမယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါဗယ်မဲကောင်ဒေတာတွင် online ငွေလိမ်ခိုင်းနေဟာနိုင်ငံတကာတားကောင်တွေစီကနေတနစ်ကိုဒေါ်လာ64ဘီလီယံလောက်ထိလိမ်ယူနေကြပြီးအဲ့ဒီငွေလိမ်လုပ်ငန်းတွေကိုတရုတ်နိုင်ငံသားတွေဥဆောင်လုပ်ကိုင်နေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲတက်ပါ